ဟာလေလုယာဖခင်ယေရှုတော်ချီးမွမ်းပါတယ်။အွန်လိုင်းကခွန်အားယူနေတဲ့ညီကောင်မောင်နှမများအားလုံး God bless you ။ဒီနေ့ကျွန်တော်အနေနဲ့အားပေးခြင်းနဲ့အရာပါလဲဆိုတော့ကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာထဲမှာအစင်မပြေမှုတွေအများကြီးကြုံရတယ်။တခါတလေဘဝမှာအချင်းချင်းကြားထဲမှာကိုယ်သူများနှိမ်တယ်။ယုံကြည်သူချင်းချင်းကိုယ်အထင်သေးသွားတယ်။သူများရှေ့မှာအရှက်ခွဲသွားတယ် မပီးသေးဘူးမောင်နှမချင်းချင်းကြားထဲမှာအရှက်ခွဲတာအမျိုးကြားထဲမှာအရှက်ခွဲတာဘလောက်ခံစားရလဲတခါတလေလေလောကထဲမှာ နေခြင်းစိတ်တောင်မရှိတော့ဘူးအယံကြည်ခွဲတဲ့ဖယားသခင်ငါတို့ကိုမကြည့်တော့ဘူးလားလို့ခံစားနေရတဲ့သူတွေလည်းရှိကောင်းရှိဒီအရာနဲ့ပတ်သက်ပြီးကျွန်တော်နှုတ်ကပတ်တော်နဲ့အားပေးခြင်းရှင်မသက်ခရုဝင်အခကြီး26အပိုင်ငယ်68 68ကိုကျွန်တော်ဖတ်ပါမယ် ထိုခမျက်နာတော်ကိုဓာတွေးနှင့်ထွေးကြ၏လက်သီးနှင့်ထိုးကြ၏အချို့တို့သည်ပါတော်ကိုလက်နှင့်ပုတ်၍အချင်းခရစ်တော်ကိုတော်ကိုအဘဲသူပုတ်တီကိုပရောဖက်ပြု၍ဟောတော်မူပါဟုဆိုကြ၏ဟာသခင်ယေရှုရဲ့မျက်နှာကိုဓာတွေးနဲ့ထွေးတယ်ပါးကိုရိုက်တယ်လက်သီးနဲ့ထိုးတယ် ဘလောက်ထိတခင်ယေရှုခံစားရမလဲအဲ့ဒီလူတွေကိုကယ်တင်ဖို့ယေရှုခရစ်တော်ဟာကြွလာတာနော်သူတို့အပြစ်ကိုလွတ်ဖို့လာတာကိုယ့်ကိုကယ်တင်ဖို့လာတဲ့အရှင်ကိုပားရိုက်တရွေးထွေးတယ်လှသိနဲ့ထိုးတယ်စစ်စားကြည့် online ကခေါ်အားယူနေတဲ့မိဘညီကို မောင်နှမများကျွန်တော်တို့ကိုလေသူများကမျက်နှာကိုတရွေးနဲ့မထွေးဘူးပါဘူးမထွေးဘူးပါဘူး အလွန်ဆုံးခံရရင်ဓမ္မကြီးကျွန်တော်တို့ကိုကြည့်မယ်ကြည့်ပြီးမြေကြီးမှာသူတွေထွေးသွားမယ်အဲ့ဒါတော့ကျွန်တော်မခံစားနိုင်ဘူးမဟုတ်လားသခင်ယေရှုရဲ့ဘဝကဒီလိုမဟုတ်ဘူးမျက်နာကိုသူတွေနဲ့အထွေးခံရတာအဲ့ဒါယူရလူတွေအသက်ရှင်တဲ့ဖခင်ကိုးကွယ်သောသူတွေအဲ့ဒီလိုရက်ဆက်တာယေရှုကိုယေရှုသူတို့ကိုဘာတုံ့ပြန်လဲဘာမှပြန်မလုပ်ဘူး ဖယားကိုမယုံနဲ့အစိုးရမင်းရှိတယ်အဲ့ခက်ကပြိလက်မင်းသူတို့ကအသက်ရှင်နေဖယားကိုမကိုးကွယ်ပါဘူးသူတို့ဖယားကို မသိပါဘူးအဲ့ဒီပြိလက်မင်းကဖယားမသိတော့လဲတခင်ယေရှုကိုလွတ်ပေးခြင်းနဲ့လွတ်ပေးခြင်းနဲ့ဗျာယေရှုကိုဒါကြောင့်တခင်ယေရှုကိုလွတ်ပေးခြင်းနဲ့အတွက်ကြောင့်ပြိလက်မင်းသူတို့ကိုဗာမေးလဲဆိုရင်ယူဒလူတွေကိုမေးတယ်မင်းတို့ဘယ်သူကိုလွတ်ခြင်းလဲ ဘာနဘကိုလွတ်မလားခရစ်လို့ခေါ်တဲ့ယေရှုကိုလွတ်မလားအဲ့လိုမေးလဲမေးပြီးရောပရိသတ်ကဘာပြန်ပြောလဲကြံတက်တွေကလူတွေကိုစီးယုံနေဘာနဘကိုလွတ်ယေရှုကိုကားတိုင်းမှာတင်သက်လို့အော်ဆိုပြီးတော့စီးယုံနေသူတို့စီးယုံတဲ့အတိုင်းပဲလူတွေကဘာနဘကိုလွတ်ပါယေရှုကိုတတ်ပါလို့အော်တယ်အရှင်ယေရှုခရစ်ဟာ ဘာပြေးမှမရှိတော့လဲပဲအဲ့ဒီအသက်ရှင်တဲ့ဘုရားကိုးကွယ်တော်သူယူရလူတွေရဲ့ဖန်စီခြင်းချုံနှောင်ခြင်းကဲ့ရဲ့ခြင်းဆဲဆိုခြင်းပားရိုက်ခြင်းတရွေထွေခြင်းလက်သီးနဲ့ထိုးခြင်းအဝိစာဆွဲပြဲခြင်းလောင်ပြောင်ခြင်းအမျိုးမျိုးကိုခံရပြီးကားတိုင်းပေါ်မှာအသက်ဆုံးခဲ့တယ် အဲ့ဒီယေရှုဘာပြောခဲ့လဲအဖာသူတို့အပြစ်ကိုလွတ်ပါကြီးနော်ယေရှုဟာသူကိုယ်တိုင်အဲ့ဒီလူတွေရဲ့အပြစ်ကိုလွတ်တာတွေမကဘူးကောင်းကင်အဖာကိုဆူတောင်းခဲ့တယ်အဖာသူတို့အပြစ်ကိုလွတ်ပါအဲ့ဒါသခင်ယေရှုရဲ့သဘောထားပဲကောင်းကင် အဖာဟာယေရှုခရစ်တော်ကို အမြင့်ဆုံးအယက်ထိချီးမြှောက်လိုက်ပြီး ရှိရှိသမျှဘွဲနာမအလုံးဘွဲနာမတဲ့ခါတဲ့ကြီးမြတ်တဲ့ဘွဲနာမကိုယေရှုခရစ်တော်ခံရပြီးချီးမြှောက်ခြင်းခံရတယ်။အရှင်ယေရှုအဲ့ချီးမြှောက်ခြင်းမခံရခင်ဘာလို့ ਆ လဲ။ခဏလေးသီးခံရတယ်။မရပါမရပါချစ်တော်ညီကိုမောင်တို့မခဏလေးသီးခံရတယ်နော်။ဒါကြောင့်တစ်ပေနှစ်20 21မှာဗာပြောလေခြေတော်ရာကို လိုက်လျှောက်စေခြင်းကပုံသက်တွေကို ထားတော်မူပြီ။ အရှင်ယေရှုလိုက်လျှောက်တဲ့ခြေရာအဲ့ဒီခြေရာတွေကိုကြည်ပါကျွန်တော်တို့လိုက်လျှောက်ဖို့ဖြစ်ပါတယ်ဒါကြောင့်မလို့ပြန်ပြီးမှဇာတိနဲ့မတုံ့ပြန်ပါနဲ့ခဏလေးတီးခံလိုက်ပါ မကြပါဘူးဖယားခင်တင့်ကိုချီးမြှောက်ပါပါအာမင်ဒီအရာလေးကိုကျွန်တော်အားပေးခြင်းတိပင်96မှာဒီလိုပြောတယ်ကာလချိန်တန်လျင်ဖယားသခင်ဒီတင်တော့ကိုချီးမြှောက်တော်မူမိအကြောင်းတကောကြည့်တော့လက်တော်အောက်၌ ကိုကိုကိုနှိတ်ချလျက်နေကြလောအချိန်တန်တဲ့ကာလမှာဖယားရှင်တင်တို့ကိုချီးမြောက်မယ်အာမင်နှိတ်ချထားပါမကြတော့ပါဘူးခဏလေးသီးခံလိုက်ပါအာမင်ဒါကြောင့်မလို့ဒီမှာရှိတဲ့မိဘညီကိုမောင်နှမမြတ်အမျိုးတွေရဲ့ဒုက္ခပေးခြင်းယုံကြည်သူချင်းချင်းရန်ရှာခြင်းကိုကိုသူများကဲရဲလို့ဘဝမှာအဆက်တကွဲဖြစ်နေတော်သူများ ငါဘဝဒါနဲ့ပဲအဆုံးသတ်မယ်လို့တင်မယုံပါနဲ့ဖယားရှင်အောင်ဘွယ်တင်ကိုမဆမ်းမယ်ခဏလေးသီးခံလိုက်ပါအာမင် God bless you